်အခု king ကိုအဲ physical ပိုင်းရတယ်ကြိုက်တယ်လို့ပြောလို့ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ပြိုင်ခွင့်မရှိဘူးဆိုတဲ့ဇာတ်ကားတော့ပြောလို့မရဘူးဟောဆို king မမဟုတ်အမျိုးသမီးတိုင်းပြိုင်ခွင့်ရှိတယ်အနောက်ပြီးတော့ဒီမတန်ဘူးကိုနဲ့တန်ရတန်ရပဲမှန်းစမ်းမှာဆိုတာဒါရင်ကအခုမလို့ဘူးလေနော်ညီမတို့ကကျမက Miss Universe Crown လို့ကျင်းလို့လာပြိုင်တယ်လို့ပြောနေတာမဟုတ်ဘူးကျမအိမ်မက်ကိုကျမအကောင့်ထဲပေါ်ခြင်းလို့ဒီ Miss Universe ကိုလာပြိုင်တာအဲ့တော့ကျမမပြိုင်ဘူးလို့လည်းပြောလို့မရဘူးကျမလို့တစ်ခုလက်ကလည်းဒီလမ်းမှာဖောက်ပြိုင်လို့ရတယ်ကလေးလေးလည်းပြိုင်လို့ရတယ်ဆိုတော့ဒီလမ်းစားပေါ်ကို ဒီလိုမျိုးသမီးတွေကိုအရောက်လာနိုင်အောင်ညီမစိတ်ထဲထည့်သွင်းပေးနိုင်ရင်ဒီဘက်မှာညီမနိုင်ပြီ။ကောင်းရအောင်ညီမနိုင်တာမဟုတ်ဘူး။ကျွာဒီမနက်မှာ post တင်တယ်ခင်ဗျာပြီးခဲ့တဲ့ interview မှာဖြေလိုက်တာရောအဲ Miss Universe ပကိုးပေးက admin ကအစွဲကောင်းလို့ဥမာအဲ့လိုအစွဲကောင်းလို့ကောက်ကန်ငယ်ငယ်ထပ်ပြင်တာမဟုတ်ဘူးဆိုတာလေအားလုံးသိရလေနော်ညီမကတ်ဝေါ်ဆိုရင်လည်းဆရာအောင်ပိုင်ဆရာအောင်ပိုင်ဆိုတာလည်းဘယ်သူလဲဆိုတာကဒီ ပြည်ကျန်လောကရဲ့သူတွေအားလုံးသိတယ်။ဆရာဆိုတာလေလူတိုင်းကိုမတင်ပေးဘူး။ဆရာစီမားခင်အချိန်နှစ်ချိန်နဲ့ဆိုမှခင်အိမ်မှာလုံးဝလေးကျင့်တယ်။ရှောက်တွေခွေရိုင်လဲကြလိုက်ခင်ကျင့်တယ်။အခင်သူများတွေလိုမျိုးအာစတူဒီယိုကောင်းကောင်းမှာအဲကွန်လေးနဲ့မကျင့်နိုင်လဲခင်အိမ်မှာရှိတဲ့ညီမညီနဲ့ကြမ်းပြင်မှာခင်ရအောင်ကျင့်တယ်။အဲ့တော့အားလုံးကိုလေခင်ကအာတိတိကျကျလောက်ပြီးမှလာတာ။သူ့အမေခင်မှာအနိုင်ရှုံးလက်ခံလာတဲ့စိတ်ရှိရယ်။အဲ့ဒီတော့လည်းခင်ကပြီးမဖြစ်ဘူး။ခင်ကို ်ဝေဖန်ခဲ့ရတာကအခုလိုမျိုးပေးတည်ထောင်ပြီးရောပဲဖြစ်ဖြစ်အကောင့်ပြမီရောပဲဖြစ်ဘလိုမျိုးပဲတိုက်ခိုက်တိုက်ခိုက်ခင်ကခင်လှုပ်ရှင်တဲ့အရာကိုရအောင်လုပ်သွားမှာမလို့ခင်အသားလည်းပဲ့ပါသွားမှာမဟုတ်ဘူးဘလောက်ပဲဝေဖန်တိုက်ခိုက်နေပါစေခင်ကိုတော့မမှုမှုရှိတဲ့အတွက်ဟုတ်ပြီရှင်တဲ့အရာတော့ကိုရအောင်လုပ်မှာ